အခုချိန်ကဈေးကွက်ထဲမှာဆိုလာနဲ့ပတ်သက်တဲ့ပစ္စည်းတော်တော်များများကဒါခရောက်ခရက်နဲ့ဒါအချပိုင်းကိုရောက်နေတဲ့အချိန်ကာလပဲဖြစ်ပါတယ်။တနည်းအားဖြင့် customer တွေဘက်ကကြည့်မှန်ဆိုရင်တော့ဒါဆိုလာနဲ့ပတ်သက်တဲ့ပစ္စည်းတွေဝယ်ဝေးရတာအကောင်းဆုံးအချိန်ပဲဖြစ်တယ်။ဆိုတော့အခုဗီဒီယိုထဲမှာကတော့ကျွန်တော်တို့ဆိုင်မှာရောင်းချပေးနေတဲ့အိမ်သုံး system inverter battery အတွေ့အစုံလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်မရွှေကဒါအိမ်မှာတက်ဖို့ရစိတ်ကူးထားရမှာဖြစ်ဖြစ်ဈေးနှုန်းတွေကိုသိလို့ရမှာဖြစ်ဖြစ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါ ကျွန်တော်ပထမဆုံးအနေနဲ့လုံးဝအခြေခံအိမ်သုံးနေတဲ့ဒါ1 kW system လေးတွေကနေစပြောပါမယ်။ဆိုတော့ inverter ကဆိုရင်တော့ကျွန်တော်တို့စီမှာလောလောဆယ်ဒါ shadow sun နဲ့ SR နီးတွေကရှိပါမယ်။ shadow sun နဲ့ကဆိုရင်လဲဒါ1.5 kW solar inverter ဖြစ်မယ်။ SR နီးဆိုရင်လဲဒါ1.5 kW solar inverter ဖြစ်ပါမယ်။ဆိုတော့နှမျိုးစလုံးကတော့ဈေးနှုန်းအရဆိုရင်ဒါကျွန်တော်တို့9သိန်းနဲ့9သိန်းအထက်မှာရှိပါမယ် So 2.8 200 battery အတွင်းနှန်းဆိုရင်တော့ဒါ ် inverter battery ဈေးနှုန်းကဒါကျွန်တော်30အထက်မှာရှိပါမယ်ဆိုအခုလက်တလောကတော့ဒါဆိုင်မမှာတူနန်တွဲဖို့ရ turbine evo system battery တွေကဆိုရင်တော့ stop ပြတ်နေပါသေးတယ် stock ကုန်နေပေမဲ့လည်းအရောက်မြန်တတ်တာမှုလို့လိုအပ်တယ်ဆိုရင်တော့ page ချစီပြီးမှလာရောက်ဝင်ပြန်နိုင်ပါတယ်အခြေခံအေသုံးအပြင်မှာဒါထမင်းချဟန်းချက်လောက်ထိသုံးမဲ့ customer တွေအတွက်ဆိုရင်တော့ဒါ3 kW system တွေကရှိပါတယ်ဆိုတော့ဒီ3 kW system အတွက်ဒါ inverter တွေကဆိုရင်လည်းဒါ shadow sun နဲ့ဒါ sun ani brand တွေကရှိပါမယ် shadow sun ဆိုရင်တော့ဒါ3.5 kW solar inverter အစားအနီး brand တွေကဆိုရင်တော့3.3 kW solar inverter ဖြစ်ပါတယ် ဆိုတော့ဇင်းနှုံးရပြောမယ်ဆိုရင်တော့ဒါ shadow sun က10သိန်းအောက်မှာရှိပြီးတော့ SNI brand ကတော့ကျွန်တော်တို့ဒါ10သိန်းအထက်ဒါ12သိန်းဝန်းကျင်မှာရှိပါမယ်။တူနန်တွဲဖို့ရ24 volt system battery တွေကဆိုရင်တော့အခုလက်တလောဆိုင်ဘက်မှာနောက်လဆန်ရှိုးရဲ့ဒါ25.7 volt 200 new version ရှိပါတယ်။ဆိုတော့ဇင်းလုံးကတော့ကျွန်တော်တို့3030အထက်မှာရှိပါမယ်။ဆိုတော့ထမင်းကျင်ချက်လောက်ထိဒါသုံးလို့အဆင်ပြေတဲ့ဒါ3 kW inverter နဲ့ဒါ200 Ah battery အတွဲဆိုရင်တော့သူ့ရဲ့ဇင်းလုံးက350အောက်မှာရှိပါမယ်။ ပြောဝေးရတစ်ခုကြံခဲ့တာကဒီ3 kW ဝင်းကျင်တိုင်း inverter တွေမှာ solar ထည့်မယ်ဆိုရင်တော့အကောင်းဆုံးအနေနဲ့ဒါလေးချက်လောက်ကို recommend ပေးပါတယ်။အိမ်သုံးထမင်းချဟင်းချတဲ့မှာကပဲနဲ့အနည်းဆုံး air con လောက်ကနေစသုံးမယ် customer တွေအတွက်ဆိုရင်တော့6 kW ဝင်းကျင်တိုင်းတွေကစပြီးတော့ရွေးချယ်ပါမယ်။6 kW ဝင်းကျင် inverter တွေကဆိုရင်တော့ဒါအတော်လေးရွေးချယ်စရာများပါတယ်။ So price to performance ဘာမှမတာတော်တော်လေးမိုက်တဲ့ daily ရဲ့6 kW off-grid inverter ရှိသလိုလုံးဝဒါ quality မိုက်ပြီးတော့ဒါ budget အရန်သက်သာတဲ့ lux power ရဲ့6 kW hybrid inverter တွေလည်းရှိပါတယ်။ So ဈေးနှုန်းအရပြောရမယ်ဆိုရင်တော့ ဒဲရဲ့6 kW off-grid inverter ကအသိန်း30အောင်လက်ပါဝါရဲ့6 kW hybrid inverter ကတော့70သိန်းဝန်းကျင်မှာရှိပါတယ်ဆိုတော့သူထပ်တဆင်းမြင့်တဲ့ထက်ကဆိုရင်တော့ဒဲရဲ့6 kW hybrid inverter တွေကရှိပါမယ်အခုလက်တော်ဇင်းလုံးရပြောမယ်ဆိုရင်တော့ဒဲရဲ့6 kW hybrid inverter ကအသိန်း30အထက်မှာရှိပါတယ်အခုကျွန်တော်ပြောပြသွားတဲ့6 kW တန်းဝန်းကျင် inverter တွေက solar အချက်ကြီးမြတ်၄၅ချက်ကနေဒါ16ချက်ဝန်းကျင်အထိဒါကောင်းစွာထည့်တင်းတက်ဆိုင်အသုံးပြုနိုင်ပါတယ်6 kW ဝန်းကျင် inverter နဲ့တွဲတော့မို့ရ4 volt system battery တွေကဆိုရင်တော့ကျွန်တော်တို့စီမှာ brand အစုံ age မျိုးစုံရှိပါတယ်ဆိုတော့ပြောရမယ်ဆိုရင်တော့ဒါ51.2ဖို့100 age 200 age 280 age 300 age 314 age အစသဖြင့်အမျိုးအစားစုံလင်းစွာရှိပါတယ်ဈေးနှုန်းအရပြောရမယ်ဆိုရင်လည်းဒါရွေးချယ်ထားတဲ့ age ပမာဏအလိုက်ပေါ်မူတည်ပြီးတော့ဒါအသိ30ကျော်ကနေဒါကျွန်တော်တို့က30ကျော်30 80ဝန်းကျင်အထိဒါအစသရှိပါတယ်ဆိုတော့ကြ6 kW ဝန်းကျင် inverter နဲ့300 age battery အတွေ့အစင်းတွေကဒါပြန်ပြ ိတိယအောင်မှာပဲရှိပါတယ်ပစ္စည်းတွေဝယ်ယူလိုတာပဲမဟုတ်ဖ ೇನೆ တာတပါတဲ့အပြည့်အစုံ one stop service နဲ့တက်ဆင်ဆောင်ရလိုတယ်ဆိုရင်လဲဒါကျွန်တော်တို့ greenland solar ကဒါ one stop service ပါဝန်ဆောင်မှုပေးပါသေးတယ်အဲ့ဒီအတွက်လိုအပ်တဲ့ consulting နေ service တွေကိုဆိုင်ဘက်ကဒါ charges မယူပဲလုံးဝအခမဲ့ဆောင်ရပေးပါတယ်ဆိုတော့အခုကျွန်တော်တို့သွားတဲ့ဈေးနှုန်းတွေကတော့ဒါအိမ်သုံး system တွေအတွက်ဒါ2 kilowatt တန်းအလဒါအချမ်းပြင်းဈေးနှုန်းလေးတွေကိုပြပြပေးသွားခြင်းမဖြစ်ပါလေဆိုတော့မိတ်ဆွေအနေနဲ့အချိန်နဲ့အမျှပြောင်းလဲနေတဲ့ဈေးနှုန်းလေးတွေကိုအသေးသေးသိရှိလိုတယ်ဆိုရင်တော့ page service မှာဖြစ်စေ page မှာတင်ထားတဲ့ ဖုန်းနံပါတ်တွေကိုဖြည့်စေအသေးစိတ်ဆက်သွယ်မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်ကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်ဟိန်းထပ်ပါ